မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေအရေးယူနိုင်ရေးဆောင်ရွက်မယ်လို့ NUG ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြည်သူတွေပေါ်အကြမ်းဖက်မှုကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က EPL 22ရက်နေ့ဒီကနေ့မှထုတ်ပြန်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးကြကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက EPL 16ရက်နေ့ကလင်းရင်20နဲ့ပုံနှလုံးချင်းချတိုက်ခိုက်ခဲ့တဲ့အတွက်လာသားအရွယ်ကလေးငယ်တုံးပါဝင်အရက်သားပြည်သူဆန္ဒဦးတည်ဆုံးခဲ့ပြီးများစွာထိခိုက်ဒဏ်ရာရရှိခဲ့ပါ writing လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူတရားလုံးတန်းတူညီမျှရင်ငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရင်ဥတီချက်ကိုခိုင်ခိုင်မာမာလက်ကင်ထားပြီးစေအုပ်စုကျူးလွန်မှုတွေကိုအရေးယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ AP 19ရက်နေ့ကလည်းတပိတ်ချင်းမျိုးနဲ့ရေတွက်ရွာကိုစစ်ကောင်စီတပ်ကလီချောင်းကနေပေါင်နီယာဘုံနှလုံးကျင်းချတိုက်ခိုက်ခဲ့လို့ကလင်းငယ်တွေပါဝင်24ဦးတိဆုံးပြီး30ဝန်းကျင်ဒဏ်ရာရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့စစ်ကောင်စီကသတင်းထုတ်ပြန်တာမျိုးမရှိသေးတဲ့လို့ပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုသတင်းဌာနကဆက်သွယ်ခဲ့ပြီးမြေဖုန်း လက်ခံဖြေကြတာမျိုးမရှိပါဘူး။ဆလဘီမြန်မာပြည်သူများကိုလင်းရင်နဲ့ပုံကျဲတက်ဖြတ်နေတဲ့မင်းအောင်လိုင်ရဲ့လုပ်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောက်တက်စင်တို့နှုတ်ဆက်နေမှုအပေါ်တိုင်းလွတ်တော်မှမိကွန်းထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာပြည်သူများကိုလင်းရင်နဲ့ပုံကျဲတက်ဖြတ်နေတဲ့မင်းအောင်လိုင်ရဲ့လုပ်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဒဝါနဲ့ထိုင်းဝန်ကြီးချုပ်ဟောက်တက်စင်တို့ကနှုတ်ဆက်နေမှုအပေါ်တိုင်းလွတ်တော်မှကသူ့ရဲ့လူမှုကွန်ရက်မှာတက်စင်မိကွန်းထုတ်လာခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်နှင့်အကြံပေးထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်တို့၏အပြုသဘောဆောင်နှင့်စီစဉ်ညှိနှိုင်းရေးနှင့်ကြားဝင်ခဲ့ကြောင်းဒါပေမဲ့ကြားဝင်မှုရလတ်အနေနဲ့ဆင်ရဆွေးကောင်မင်းအောင်လိုင်ကျူးလွန်ခဲ့တဲ့လုပ်ရည်များကိုကြည့်ဖို့လိုကြောင်းမင်းအောင်လိုင်ကအမားများဇက်လိုက်ပြုလုပ်နေတာဖြစ်ပြီးမြန်မာပြည်သူများကိုတပ်ဖြတ်နေစေဖြစ်ကြောင်းယခုရက်ပိုင်းတွင်လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြည်သူတွေကိုတပ်ဖြတ်ခဲ့ကြောင်းမြန်မာပြည်သူများကိုတပ်ဖြတ်နေတဲ့မင်းအောင်လိုင်ကိုစီစဉ်ညှိနှိုင်း ပေါ်အဖြစ်လက်တွဲနှုတ်ဆက်ရတဲ့အတွက်အာဆီယံဥက္ကဋ္ဌနဲ့ထိုင်းဝန်ကြီးချုပ်အောင်သက်စင်မှတာဝန်ရှိကြောင်းမြေတီအတွက်ကြောင့်မင်းအောင်လှိုင်ရဲ့လုပ်ရများအတွက်မလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်တို့နှုတ်ဆက်နေတယ်လို့မိကုန်းထုတ်ပါတယ်။ တိုင်းနိုင်ငံကိုမင်းအောင်လှိုင်ကိုခေါ်ပြီးတွေ့ဆုံခဲ့ခြင်းအတွက်ထိုင်းဝင်ကြီးချုပ်ဟောင်းတပ်စင်မလေးရှားဝင်ကြီးချုပ်တို့အနေနဲ့မင်းအောင်လှိုင်ရဲ့ကျူးလွန်မှုတွေအတွက်မြန်မာထိုင်းမလေးရှားသုံးနိုင်ငံစလုံးမှာပြည်သူများရဲ့မေးခွန်းများကိုဖြေကြားဖို့လိုအပ်ကြောင်းထိုင်းလွတ်တော်မှကထောက်ပြပါရယ်မကြသေးမီကမင်းအောင်လှိုင်ကလူငင်းသက်သားခွင့်နဲ့အကျဉ်းသားများလွတ်ပြေးခဲ့တော်လေလွတ်မြောက်လာတဲ့အကျဉ်းသားများစုရဲ့60ရာခိုင်နှုန်းကျော်မှာရာဇဝတ်မှုကျူးလွန်သူတွေဖြစ်ကြပြီးလွတ်မြောက်တဲ့နိုင်ငံအကျဉ်းသားအလွန်နေပါကြောင်းလက်ရှိမြန်မာနိုင်ငံမှာဆက်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးအကျဉ်းချခံရရစေနိုင်ငံရဲ့အကျဉ်းသား 2169ဦးရှိပြီးဒေါအောင်ဆန်းစုကြည်နဲ့အရသာနိုင်ငံကောင်းဆောင်များပြားထောင်ကြနေစေဖြစ်ကြောင်းနိုင်ငံသမားတွေကိုထောင်ချပြီးရွှေကောက်ပွဲကိုစစ်တပ်ကဘလို့ကျင်းပမလဲလို့မေကွန်းထုတ်เสียရှိကြောင်း၎င်းကထောက်ပြပြောဆိုပါရယ်ဆလတ်ပြီးငလင်ကြောင်းပြိုကြအစအုံချုံမှတံပိုးကြီးပစ္စည်းများပိုင်ရှင်များပြန်မရပဲအစပြောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ် မန္တလေးမြို့မှာမလ28ရက်ကငလင်ကြောင့်ပြိုကျသွားတဲ့အစာအုပ်ချုပ်မှာတန်ရှိနေတဲ့တံပိုးကြီးပစ္စည်းများ၊ရွှေငွေများကိုပြန်မရသေးတဲ့ပိုင်ရှင်တွေကလူမှုကွန်ရက်မှာတစဉ်ဝေဖန်ပြောဆိုလာပါတယ်။ငလင်လောက်ကမှုတွင်ပြိုကျသွားတဲ့မန္တလေးမြို့ရှိ Sky Dollar Condo မှာနေထိုင်ခဲ့တဲ့ဒုက္ခဒိုင်းမွန်စိန်တိုင်းမှာမိသားစုဝင်တအုပ်က၎င်းတို့မိသားစုပိုင်တံပိုးကြီးရတနာပစ္စည်းများပြန်မရကြောင်း AB 20ရက်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်။အိမ်ထဲမှာကြံခဲ့တဲ့ပစ္စည်းစီရင်ပေးပါဆိုလို့တချို့တဝက်ပစ္စည်းပုံလေးနဲ့တကွာပေးလိုက်ပါတယ်။မင်းက AB 19ရက်ကပစ္စည်း ချို့ရထားတယ်လာယူပါဆိုလို့သွားယူတော့တမီးငယ်လေး passport ရဲ့ P2 ရုပ်လေးနှစ်ရုပ်ရဲ့ပြန်ပေးလိုက်ပါတယ်။ကျန်တဲ့ပစ္စည်းတွေပါတရင်အစာနာမှာမမြင်ရမကြားရသေးပါဘူးလို့ဒုက္ခ Diamond စိန်တိုင်းမှာမိသားစုဝင်တအုပ်ကရှင်းတာထားပါတယ်။ အခြားသောမိသားစုတွေမှာလည်းပိုင်ဆိုင်မှုပစ္စည်းများပြန်မရကြောင်းကွန်ဒိုကိုဖြိုချတဲ့အချိန်မှာသက်ဆိုင်ရာခိုင်းပိုင်ရှင်များကဝင်ရောက်ပြီး၎င်းတို့ပိုင်ပစ္စည်းများကိုရှာဖွေလိုတော့လည်းဝင်ခွင့်မရကြောင်း၎င်းကရှိသားထားပါတယ်။ဒုက္ခဒိုင်မွန်စိတ်တိုင်းမှာပဲအခြားသောမိသားစုဝင်တောင်းကလည်းပစ္စည်းတွေလည်းပြန်မရပါဘူး။အမေဖုန်းအမဖုန်းလည်းပြန်မရဘူး။တာတာ laptop iPad တွေလည်းပြန်မရဘူး။စိန်ရွှေကြောက်တင်ရဖို့နေနေတာတာဖုန်းလိုမျိုးတံပိုးအရင်မကြည့်ရအောင်ပြန်မရပါဘူးလို့ဒီကနေ့မှလူမှုကွန်ရက်မှာရှိသားထားပါတယ်။ငလင်ကြောင့် Skyvela ကွန်ဒိုပြောကြမှုအတွင်မှာဒုက္ခဒိုင် င်မွန်စိန်တိုင်းမှာမိသားစုဝင်လေးဦးနဲ့ဝန်တန်းသုံးဦးစုစုပေါင်း9ဦးတည်ဆောင်းခဲ့ပါတယ်။အလားတူမန္တလေးမြို့ရှိ Great Wall Hotel မှာတဲကိုနေစဉ်ငလင်းကြောင်ပြူကျပြီးဟိုတယ်အောက်ပိတ်မိတည်ဆောင်းသွားသူတအုပ်ရဲ့ဇနီးဖြစ်သူကလည်း၎င်းတို့ပိုင်တန်ဖိုးကြီးကြောက်စိတ်များပါဝင်တဲ့ခီးဆောင်အိတ်ကိုရှာဖွေပေးဖို့ဟိုတယ်ကိုတောင်းဆိုခဲ့ပေမဲ့ပြန်မရသေးကြောင်း AB လ16ရက်ကလူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပါတယ်။ပြန်လည်ရရှိကြောင်းလည်းဖော်ပြထားခြင်းမျိုးဒီကနေ့ချိန်ထိမရှိပါဘူး။အရေးပေါ်ကုညီကယ်ဆယ်ရေးလောက်ကောင်ကယ်ဆယ်ကတွေ့ရှိတဲ့တန်ဖိုးကြီးပစ္စည်းများငွေကြီးများကိုအဲ့ဒီနေရာကိုလာ 5ရောက်ကြီးကြပ်နေတဲ့စစ်ကောင်စီဌာနဆိုင်ရာတွေနဲ့ရဲတပ်ဖွဲ့ကိုအန္တရာယ်ပေးခဲ့ကြောင်းနဲ့ပိုင်ရှင်များလက်ဝဲကိုပြန်အရင်ကဌာနဆိုင်ရာတွေရဲ့ဆက်လုပ်ခြင်းလို့လူမှုကွန်ရက်အဖွဲ့တို့ကပြောပါတယ်။အထက်ကနေဓာတ်ပေါ်ရီတံပိုးကြီးပစ္စည်းတွေရတာမျိုးရှိရင်တော့အဲ့ဒီနာမှာရဲတွေရောဌာနဆိုင်ရာတွေရောအကုန်ရှိရအားလုံးတင်ဆက်ပြီးတော့ဘသူပိုင်နဲ့ဟာလဲဆိုတာဘယ်အခန်းကလဲဆိုတာသိနေတာပဲလေ။အခန်းနံပါတ်ဘလောက်ဆိုတာမျိုးနဲ့တင်နေပြန်အဖို့ပေါ့အဲ့ဒါတွေပိုင်ရှင်တံပြန်အရင်ကကျွန်တော်တို့ပိုင်တွေမဟုတ်တော့ဘူးကျွန်တော်တို့အလုံးမဟုတ်တော့ဘူးလို့ Sky Valor ကွန်တိုမှာကုညီကေစိန်လောက်ကနေသူတောင်းကပြောပါရယ် ်အစာအုပ်ပြိုကျမှုမှာပါဝင်သားတဲ့တန်ဖိုးကြီးပစ္စည်းများငွေကြီးများပြန်ရသူချို့လဲရှိပြီးမရသူတွေကလူမှုကွန်ရက်မှာတစဉ်ဝေဖန်လာခြင်းဖြစ်ပါတယ်ရှာဖွေကယ်ဆယ်ရေးမှာတန်ဖိုးကြီးပစ္စည်းများကိုပိုင်ရှင်များထံပြန်အပ်တဲ့လုပ်ငန်းစဉ်မန္တလေးတိုင်းမိသက်တပ်ဖွဲ့ထံကိုသတင်းဌာနကဆက်သွယ်မိမြန်ထားစေဖြစ်ပါတယ် မလာ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာတိကိုက်ပြက်စီးမှုအလွန်များပြားခဲ့ပါတယ်။တချို့ဒေသတွေမှာအရေးပေါ်ကူညီကိစ္စလုပ်ငန်းများလှုပ်ဆောင်နေရဆဲဖြစ်ပြီးငလင်ပေးတင်ပြည်သူတွေကစားနပ်ရိက္ခာနဲ့နေထိုင်အကူအညီများလိုအပ်နေပါတယ်။စကိုင်းမြို့နယ်မန္တလေးမြို့တို့မှာမလာ28ရက်နေ့အင်အားကြီးငလင်ကြောင့်အဆအုပ်1095ခုတိကိုက်ပြက်စီးပြီးနောက်ထပ်တိကိုက်နိုင်ကြီးရှိတဲ့အဆအုပ်1325ခုရှိကြောင်းကုလသမဂ္ဂလေ့ကျင့်မှုနဲ့သုတေသနအင်စတီကျူကုလသမဂ္ဂဂျိုရုတိုင်းထွာရေး ဖွဲ့တို့ကမလ30ရက်ကရရှိထားတဲ့ပုံရိပ်ပြတ်သားမှုနဲ့မြင့်မားတဲ့ဂျိုလူပုံရိပ်ဒီပေါ်အခြေခံပြီးမြေပုံနဲ့တကွထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ USA စီရင်ပုံငွေဖြတ်တောက်မှုကြောင့်လူသားချင်းစာနာမှုလုပ်ငန်းတွေကိုတိကျလာကြောင်း WHO ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ American နိုင်ငံတကာဖွံ့ဖြိုးရေး Agency USA စီရင်ပုံငွေတွေဖြတ်တောက်လျှော့ချခံရမှုဟာကမ္ဘာအနှံ့မှာလူသားချင်းစာနာမှုလုပ်ငန်းတွေအတွက်အကျပ်အတည်းတွေကြုံတွေ့လာစေကြောင်းကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ကပြောကြားခဲ့ပါတယ်။ American မှာ Donald Trump သမ္မတဖြစ်လာတဲ့နောက် USA စ်အတွက်ရင်ပုံငွေထောက်ပံ့မှုတွေကိုပမာဏအလုံးအင်းဖြတ်တောက်ခဲ့တယ်လို့ Agency တစ်ခုလုံးကိုဖြတ်သိမ်းဖို့တိစီစဉ် င်လာခဲ့ပါတယ်။နောက်ပြီး WHO ကနေအမေရိကန်နှုတ်ထွက်ဖို့ကိုလည်းလှုံ့ဆော်သွားမယ်လို့ထရန့်ကကြေညာခဲ့ပါတယ်။ပုံမှန်ဆိုရင်အမေရိကန်ဟာကုလသမဂ္ဂလက်အောက်ခံအကြီးဆုံးကျန်းမာရေးအေဂျင်စီဖြစ်တဲ့ WHO အတွက်နှစ်စဉ်ထောက်ပံ့ကူညီငွေအများဆုံးထည့်ဝင်တဲ့နိုင်ငံဖြစ်ပြီးအများစုကို USA ကနေတဆင့်လွှဲပေးလို့ရှိပါတယ်။၂၀24ခုနှစ်အတွက်အမေရိကန်ကကတိပြုထားခဲ့တဲ့လူဒဏ်မှုတွေကိုအခုချိန်တိ WHO စီမပေးအပ်သေးပဲ၂၀25ခုနှစ်မှာရောက်ပြီးကူညီပံ့ပေးမလားဆိုတာကိုလည်းမသိရသေးပါဘူး။ WHO ကရှမ်းပွန်ငွေအကြက်တွဲနေနဲ့ရုံးကန်နေရပြီးအတုံးစိတ်ကို9ပုံ2ပုံထိရှော့ချဖို့ရှိနေပါတယ်။အကျိုးဆက်ဖြစ် WHO ကဝန်ထမ်းများပြားကိုအလုံရနာရဖို့ရှိနေတယ်လို့နိုင်ငံတကာတချို့ကမစ်ရှင်တွေကိုပါအနားပြရမယ်သဘောဖြစ်ပါတယ်။ WHO ရဲ့မြင့်တဲ့ပင်လယ်အရှိပိုင်းဆောင်ဒါရိုက်တာဟာနန်ဘာခီက WHO နဲ့မိဖက်အဖွဲ့အစည်းဟာကမ္ဘာအနှံ့ကကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေတည်မြဲရေးပြန်လည်ထူထောင်ရေးအတွက်အရန်အရေးပါတဲ့အခန်းကဏ္ဍကနေအကူအညီပေးခဲ့ကြောင်းလိုအပ်တဲ့စေဝါကြမ်းကျင်အဖွဲ့တွေဆေးလွတ်ပေးတာမျိုးတွေနဲ့တခြားအထောက် န်ပေါင်းဆောင်လုပ်ပေးခဲ့တာဖြစ်ကြောင်းပြောပါရယ်ဒါပေမဲ့အဲ့ဒီအစီအစဉ်တွေကအများပြားအခုခါလုံးဝရပ်တန့်သွားတာဒါမှမဟုတ်ဆက်ပြီးလုံဆောင်ဖို့မဖြစ်နိုင်သလောက်စိန်ခေါ်မှုတွေရင်ဆိုင်နေရတာတွေကြုံနေရကြောင်းသူကဆိုပါရယ် USA ဆက်ထောက်ပံ့ဖြတ်တောက်မှုတွေအပါအဝင်ကြုံနေရတဲ့ရန်ပုန်ငွေအကျပ်တွေကြောင်း WHO ကအကူအညီတွေအပူတပြင်းလိုအပ်နေတဲ့လူအဖွဲ့အစည်းတွေကိုလူသားချင်းစာနာမှုအကူအညီတွေအင်တိုက်အားတိုက်ပေးဖို့နိုင်ရေးမှာအခက်အခဲတွေအများကြီးရင်ဆိုင်လာရကြောင်းလည်းဘာခီကအတည်ပြုခဲ့ပါရယ် ်နောက်ပြီး WHO ဖွဲ့ဝင်ဖြစ်ကနေအမေရိကန်နှုတ်ထွက်ခြင်းကကမ္ဘာလူသားချင်းစာနာမှုအစီအမံအနေနဲ့ပတ်သက်ရင်ပို့ပြီးထိခိုက်ညံ့နာမှုတွေကြုံလာစေနိုင်တယ်လို့တတိပေးခဲ့ပါတယ်အမေရိကန်သားနှုတ်ထွက်သွားရင် WHO နဲ့အမေရိကန်ခြေဆိုင်ကမ္ဘာထိပ်တန်းအဆင့်သုတေသနဌာနတွေတက္ကသိုလ်တွေကျန်းမာရေးဌာနတွေကြားနှစ်ပေါင်းများစွာတည်ဆောက်ယူထားတဲ့ဆက်သွယ်မှုလမ်းကြောင်းတွေကိုဖြတ်တောက်လိုက်တယ်လို့ဖြစ်သွားမယ်လို့သူကပြောပါတယ်ဒီကကိုဗစ်ကရောဂါတော့ကလို့ကမ္ဘာကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေတစ်ခုပေါ်ပေါက်လာရင်အရေးကြီးတဲ့သုတေသနအချက်အလက်တွေထိထိရောက်ရောက်ဝေမျှနိုင်မှုကို အကြီးအကျယ်အဟန့်တားဖြစ်စေမယ်လို့သူကထောက်ပြခဲ့ပါတယ်။ဗိုင်းရပ်စ်တွေနဲ့ဘက်တီးရီးယားတွေဆိုတာကနိုင်ငံတွေရဲ့အနေနဲ့မိတ်တွေနေကြမြင်းတွေကိုဘာမှနားလည်နေမှာမဟုတ်ဘူးလို့ဘာခီကပြောကြားသွားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။